ပါရှင် Astro Garden Channel မှာကြိုဆိုပါတယ်ရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်မှာ2025မေလ15ရက်နေ့ကြာသပတေးနေ့အတွက် ဆောင်းရန်ရှောင်းရန်ဆောင်းရန်ရမီနှစ်ခတ်အချိန်ကာများကိုကျမမန်နင်းပိတ်နဲ့မန်ရွှေရုံအောင်လို့မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်2025မေလ15ရက်ကြာသပတေးနေ့ကြာသပတေးသားသမီးများအပေါ်ပုံမထီရောက်နိုင်တဲ့ကောင်းကျိုးနှက်ခတ်ခုနှစ်ပါးနဲ့မိမိတို့၏လုပ်ငန်းကိစ္စများဆောင်ရွက်နိုင်ရန်ကောင်းမွန်တဲ့နှက်ခတ်ချိန်ကာကောင်းများကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ ညနေ6:40မိနစ်မှည9:00မိနစ်အတွင်းမှဆိုရင်တော့ဖုံးကန်ကြီးမြင့်မဲ့ဒဏ္ဍခတ်ကိန်းကြရောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ည9:38မိနစ်မှာည9:58မိနစ်အတွင်းမှာဆိုရင်တော့စန္ဒအောင်မြင်ပြီးမြစ်တာအေကန်ကောင်းမွန်တဲ့စုံနှက်ခတ်ကိန်းကြရတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။နနက်2:16မိနစ်မှာနနက်2:36မိနစ်အတွင်းမှာဆိုရင်တော့ဘယ်ကိစ္စမဆိုဆောင်ရွက်လောက်ကင်ပါကအထူး အထွတ်ထိပ်ရောက်ရှိအောင်မြင်မဲ့ဒီပတိနက်ခတ်ဂိမ်းကြရတဲ့အချိန်ကပဲဖြစ်ပါတယ်ရှင်။နနက်2နာရီ26မိနစ်မှနနက်2နာရီ46မိနစ်အတွင်းမှဆိုရင်တော့ရာဒူဩဇာအာနာကြီးမြင့်တဲ့ထီးဖြူနက်ခတ်ဂိမ်းကြရတဲ့အချိန်ကပဲဖြစ်ပါတယ်ရှင်။နေ့လယ်2နာရီ25မိနစ်မှနေ့လယ်2နာရီ45မိနစ်အတွင်းမှဆိုရင်တော့အိမ်ချမ်းမြေရောင်းဝယ်ကိစ္စရပ်များအကျိုးပြုမယ်စင်ဖြူနက်ခတ်ကိန်းကြရောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ နန်းနန်း9နာရီစင်တီမီတာမှာနန်းနန်း9နာရီ30စင်တီမီတာအတွင်းမှာဆိုရင်တော့ငွေကြေးရှင်ငွေရတနာထီကန်ဆန်းမှုကံကောင်းမွန်စေမယ့်ရတနာနက်ခတ်ကင်ကြရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။နန်းနန်း10နာရီ39မိနစ်မှာနန်းနန်း10နာရီ59မိနစ်အတွင်းမှာဆိုရင်တော့သာသမီရတနာထွန်းကားရရှိစေမယ့်တန်တေနက်ခတ်ကင်ကြရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်ကြာသပတိသားသမီးများအပေါ်ပုံမူပြီးထိရောက်နိုင်သည့်စူဂျိုနှခက်နှင့်ပတ်သက်တဲ့နှခက်အချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နေ့လယ်3:34မိနစ်မှာနေ့လယ်3:54မိနစ်အတွင်းမတော်တဆထိခိုက်ဒဏ်ရာရှိမှုတွေတေအကျေပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ ညနေ6:28မိနစ်မှညနေ6:48မိနစ်အတွင်းအမှုကင်းပြဿနာတွေစိတ်ပူပန်စရာတောကပြီးဖြစ်စေနိုင်တဲ့တောကနက်ခတ်ကင်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါလေရှင်။ဘုဒ္ဓဟူးနေ့ညတကောင်ကျော်ပြီးစာသားပလင်းနေ့အကူနနက်7:26မိနစ်မှနနက်7:46မိနစ်အတွင်းဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့စေတိုင်းနက်ခတ်ကင်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါလေရှင်။ နနက်9:28မိနစ်မှနနက်9:48မိနစ်အတွင်းမိတ်ဆွေတင်ကာများဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့မိတ်တူနက်ခက်ကိန်ကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။နေ့လယ်12:48မိနစ်မှာနေ့လယ်7:08မိနစ်အတွင်းအလုံစီးပွားထိခိုက်ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဘင်ကားနက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ဖြစ်ပါရဲ့ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နှက်ခက်အချိန်ခါများသည်ကြာသပတေးသတ္တမြတ်အပေါ်ပုံမူပြီးအကျိုးသက်ရောက်မှုရှိနိုင်တဲ့နှက်ခက်အချိန်ခါများပဲဖြစ်ပါတယ်ရှင်။ဒီနှက်ခက်အချိန်ခါများကိုတမီးရဲ့ဆရာဆရာဦးစီရောက်ကိုကိုယ်တိုင်မှအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။တမီးတို့ရဲ့ယနေ့နှက်ခက်အချိန်ကိုပြည့်စုံပေးခဲ့ကြတဲ့ဥပဒေ